မင်္ဂလာပါခင်ဗျာအမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်ရဲ့စီးကျိတ်ကင်ဆာအဆင့်ဟာပြင်းထန်လာတယ်လို့သူ့ရဲ့ရုံးချိုးကမေလ18ရက်နေ့ကနေမှအသိပေးလိုက်ပါတယ် ဂျိုးဘိုင်ဒင်ရဲ့ကင်ဆာအဆင့်ပြင်းထန်မှုဟာအန်ရယ်ရှိမှုအဆင့်၉အထိရှိနေပြီးအယိုးအတွင်းကင်ဆာဆဲပြန့်နှံ့မှုတွေလည်းဖြစ်လာတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့အင်္ဂါနေ့ကတမရဟောင်းကိုပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်နေချိန်မှာစီးကျိတ်အတွင်းသိမ်းငယ်တဲ့အဖူတစ်ခုကိုတွေ့ရှိခဲ့ပြီးနောက်အကဲဖြတ်ဖို့လုပ်ငန်းစဉ်တွေရှိနေသေးတယ်လို့သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူကအဲ့ဒီတုန်းကအတည်ပြုခဲ့ပါတယ်။ သက်82နှစ်အရွယ်တမရဟောင်းဘိုင်တင်ဟာ2023ခုနှစ်အင်ဂျူရောမှာတမရတောင်ထမ်းဆောင်စဉ်ကာလကလည်းသူ့ရဲ့ရင်ဘတ်မှာရှိတဲ့ကင်ဆာဖြစ်နေတဲ့အနာတစ်ခုကိုဖယ်ရှားခဲ့ရမှုတယ်လို့ဆိုပါတယ်။စီးချိတ်ကင်ဆာဟာစီးချိတ်ရဲ့တ िश ူးတွေအတွင်းဖြစ်ပေါ်လာတဲ့ကင်ဆာအမျိုးအစားဖြစ်ပြီးအမျိုးသားတွေရဲ့စီးချိတ်မှာတောက်ရီထုတ်ပေးတဲ့ကလင်းငယ်တစ်ခုဖြစ်တယ်လို့အမျိုးသားကျန်းမာရေး Institute NIH ရဲ့အဆိုအရသိရပါတယ်။ ဖက်ဒရယ်ကျန်းမာရေးအေဂျင်စီရဲ့အဆိုအရစီးကျိတ်ကင်ဆာဟာအမေရိကန်ပြည်တော်စုမှာအမျိုးသားတွေအကြားကင်ဆာကြောင့်တည်ဆုံမှုရဲ့ဒုတိယမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်ပါတယ်။အမျိုးသားကျန်းမာရေး Institute NIH ရဲ့အသိပေးချက်အရအကြမ်းဖျင်းအားဖြင့်အမျိုးသား7.6ရာခိုင်နှုန်းဟာသူတို့ရဲ့ဘဝတလျှောက်စီးကျိတ်ကင်ဆာဖြစ်နေမှုကိုစစ်ဆေးတွေ့ရှိနိုင်ပြီး2022ခုနှစ် အမေရိကန်နိုင်ငံမှာစီးချိတ်ကင်ဆာနဲ့အသက်ရှင်နေထိုင်သူအမျိုးသား3.5%ရှိတယ်လို့ဆိုပါတယ်ခင်ဗျာ